ဘာပဲလို့လို့လူမားစကားကိုနားမထောင်ပါနဲ့ဒါကလည်းကျွန်တော်ကိုယ်တိုင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမတိဘဲနဲ့မှားခဲ့တဲ့အမှားတစ်ခုလို့ကျွန်တော်ကတော့ခံယူရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ဟိုတလောကကျွန်တော်ဒီ online မှာလူတယောက်ပြပြထားတဲ့ video ကိုကျွန်တော်တွေ့လိုက်ပါတယ်အဲ့မှာသူပြောထားတာတော့ခင်ဗျားလိုချင်တဲ့အိမ်မက်တွေရလတ်တွေဘဝ lifestyle ပုံစံတွေကိုမရသေးတဲ့သူစီကနေဘာလို့သူတို့ရဲ့အကြံဉာဏ်တွေ စကားတွေကိုနားထောင်နေရတာလဲပေါ့အဲ့ဒီမှာဘာသွားစဉ်းစားမိလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကဒီမိမာတွေပဲဖြစ်ဖြစ်ဆရာတွေပဲဖြစ်ဖြစ်တငယ်ချင်းတွေဘေးနားရှိတဲ့လောဘကံပတ်အကုန်လုံးပေါ့နော်တို့ကလည်းကျွန်တော်လိုချင်တဲ့ result ကိုရပြီလားဆိုတယ်မရသေးဘူးအဓိကတော့လမ်းမတူကြလို့ပေါ့နော်ဒါပေမဲ့အဲ့ဒီလူတွေရဲ့စကားတွေကိုတွန်းနားထောင်နေတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုရင်တို့ရဲ့ fear တွေကြောက်စိတ်တွေသူတို့ရဲ့ limiting belief တွေကိုကျွန်တော်တို့ကစပြီးတော့မှယုံကြည်ဖြစ်တတ်လာပြီ။နောက်ဆုံးမှာတော့ဒါလည်းငါ့အတွက်ဖြစ်နိုင်တော့ပါဘူးဆိုပြီးမှဖြစ်သွားတတ်ကြရပါတော့။အဲ့ချိန်မှာကျွန်တော်တို့ကကျွန်တော်ရဲ့ဒီ aim map တွေကိုစပြီးတော့မှ left shot လာတက်ပြီးတော့ကျွန်တော်တို့သတ်မှတ်ထားတဲ့ဒီ goals တွေရဲ့ level တွေကိုလည်း short ချလာတတ်ပါရဲ့။အဲ့ဒီအရာတွေကလည်းကျွန်တော်တို့အဲ့လိုမျိုးပေါ့နော်တတိမထားမိပဲနဲ့မှဖြစ်သွားတာပေါ့နော်ဒီတော့ကျွန်တော်တို့အဲ့ရေးကြီးတဲ့ပန်းတိုင်းတွေ goals တွေရှိလာပြီဆိုရင်အဲ့အရာတွေအတွက်ဘေးနားလူတွေပြောတဲ့စကားအားလုံးကိုနားထောင်နေမဲ့အစား ကျွန်တော်တို့ဒီစံပြပုံကိုလိုမျိုးဆိုတဲ့ role model ကိုရှာတင်နေပါတော့။အဲ့လိုမျိုးစံပြပုံကိုတွေကျွန်တော်ကရှာပြီးရဲ့အချိန်မှာသူတို့ရဲ့ mindset စိတ်နေစိတ်ထားတွေ belief ယုံကြည်မှုတွေသူတို့တန်ဖိုးထားတဲ့အရာ value တွေကိုကျွန်တော်တို့လေ့လာတင်ပါလေ။နောက်ပြီးတော့လည်းသူတို့ဒီ point A ကနေ point B ကိုဘယ်လိုမျိုး new land strategy နဲ့တွားလဲဆိုတဲ့ဥစ္စာမျိုးကိုလည်းလေ့လာတင်နေပါတော့။ကျွန်တော်တို့အဲ့လိုမျိုးလုံးမပဲကျွန်တော်တို့လိုချင်တဲ့နေရာတွေကို ရောက်လာအောင်ပို့ပြီးတော့မှဖြစ်နိုင်တဲ့ဒီအလားအလာရှိရယ်ပေါ့နော်။ အဲ့တော့ကျွန်တော်တို့လည်းကျွန်တော်တို့ကကိုယ့်ကိုယ်ကိုပြန်မေးသင့်ပါတယ်ကျွန်တော်တို့နားထောင်နေတဲ့လူတွေကကျွန်တော်တို့ကိုယ်တိုင်သွားချင်တဲ့လမ်းတွေပန်းနိုင်တွေသူတို့ကိုယ်တိုင်ရတာတဲ့လူတွေရောဟုတ်ပါမလားပေါ့နော်အဓိကပြောချင်တာကတော့ကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်စီကိုရှောက်ရမယ့်လမ်းကိုမရှောက်ဘူးတဲ့လူတွေစီကနေပေါ့နော်အလကားနေနေသူတို့ရဲ့ဒီကြောက်စိတ်တွေ limiting belief တွေအဲအကျွေးမခံပါနဲ့ပေါ့နော် ကျွန်တော်လည်းအဲ့ဒီအချက်ကိုတိကျနားလည်သွားတဲ့ချိန်မှာကျွန်တော်ဘွားအတွက်တကယ်တမ်းအကျိုးအများကြီးရရှိခဲ့တယ်ပေါ့နော်ပြောရမယ်ဆိုရင် confidence တွေပိုရှိလာတယ်အဲမလိုအပ်တဲ့ဆူညံတန်တွေကိုကျွန်တော်အုံတော်ထဲမှာလည်းမထည့်တော့ပါဘူးခေါင်းကလည်းပုံပြောမှရှင်းလင်းကြည်လင်ပြတ်သားလာပါတယ်ကိုရှော့မဲ့လမ်းကိုလည်းပုံပြောမှရဲရဲဝံ့နဲ့ရှောက်လန်းလာနိုင်တယ်ပေါ့နော်အခုဒီနေ့ဒီဗီဒီယိုကြည့်နေကြတဲ့မိတ်ဆွေအားလုံးလည်းကျွန်တော်လိုဒီလိုမျိုးစင်တူရုံးမှဖြစ်တဲ့ challenges တွေ ကြုံနေရဆိုရင်ပေါ့အကျိုးတခုခုရရှိပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်လို့လည်းကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးရိုက်ပြီးတော့မှ sharing လုပ်ပေးတာပဲဖြစ်ပါတယ်။အကယ်၍ဒီဗီဒီယိုကနေအကျိုးတခုခုရရှိခဲ့မယ်ဆိုရင်လည်းဘေးနားလူတွေကိုလည်းမျှဝေပေးလို့ရပါတယ်။